em xe máy vô cái nét này bà mà cho cái đúng mà xe máy xe máy đi vô hoa hồng như thế à người đoài lúc có đủ tiền là báo sợ ê báo đâu sợ đi vô tốt lên nên đi mà giao là là đi mới chỉ vì nhiều lần mà mì vậy đi mới chỉ vì nhiều lần mà già à là cho đó ngồi tới để mà giải và không cho gì mua đồ đó giá phi giá pha rồi เนาะကိုတပဲ့တွေပေါ့ဆံမရက်တင်းစားလိုက်ပညာပြေဝနှလုံးလှ၍မိဘဂျေစုဆရာသမားဂျေစုကိုအထူးသီးတတ်တယ်ဒါဒါတို့သမီးတို့ကိုဆံမရက်เนาะမင်္ဂလာပါလို့ဟိုအဥစားနှုတ်ဆက်လိုက်เนาะဆံမရက်ဒီမှာအစီအစဉ်တော့ရေးလာတယ်သိတယ်ကိုပေါ့ကိုခိုင်းတော့မှာလို့ငါ့ကိုအဲ့တော့ဒီမှာဥသောအဲ့လိုနှုတ်ဆက်ပြီးတဲ့အခါကျတော့ကျေးဇူးတင်စကားလေးပြောအောင်မယ် ဝိုင်းဝန်းကူညီကြတဲ့ကျေးရွာဥက္ကဋ္ဌအင်းနဲ့တကွာရရွာတာဝန်ရှိလူကြီးတပည့်အပေါင်းနဲ့အခုကတော့တဲ့ကတော့တပည့်အားလုံးကိုကျေးဇူးလဲတင်တယ်ဘုံလဲယူတယ်ကတော့ကဆရာဆရာမရဲ့ကိုစားဆရာမရဲ့သမ္မာပြုကျေးဇူးတင်ကြအောင်လို့ပြောကြအောင်เนาะနောက်တတိယအချက်ကတော့မင်းတို့ရှိကျူးမှာเนาะဘာလို့ဆိုတော့မင်းတို့ကမင်္ဂလာတရားတော်နဲ့အညီဒီအိစာကြီးကိုဆောင်ရွက်လိုက် เอาเลยสิรอมิงลาต้องมาไปตารุตมีรูตีไปมาตาปีดูอุวะฐานมีว่าลูกจุเรตาตมีรีได้ยะนะอุซาซาอุซาเนียนะอุโซได้ตัวเลยอุโซเลยนะคาราวะซานิวาโรซาแต่จีดูคงจีดูรเลยอุลกุโซกระโดดได้เลยวจังเสียมายาะมิูนแต่อาชิจูละนะเล่นตาเลยนะคงเลยอยู่ดีอ่ะงานทุเลยเล่าที่กู เนาะတံမိုးထားပြီးကြော့တယ်ဆိုတာဒီဖိုက်စာလေးမှလည်းပါတယ်เนาะအာစီယကုံကိုအတိမပြုတ်ဦးစောကြော့တယ်ဆိုတာအိုက်စာတဲ့လူဆရာမရတအားကြိုက်တာเนาะအဲ့တော့ကမင်းတို့မှာအကျိုးဒုတိယလေးပါမင်းတို့ပြည့်တယ်မင်းတို့မသိလိုက်ကြတာအဲမင်းတို့မှာခုလို့မင်္ဂလာရှိတဲ့ပွဲကြီးလုပ်လိုက်ရတဲ့အတွက်ကြောင့်เนาะကျေးဇူးတရားလေးပါမင်းတို့အလိုလိုပြည့်နေတယ်အဲ့ဒါတော့ပါတယ်ဆိုတော့ 都阿拉那滴个都么拜哩，那收麦嘛，比完了地里撒，那撒满豆子撒地哟，撒地哟，芝麻我种地，哎哟，我那都看不烂嘞，我阿姐经说嘞，走路的呀，累吧呢，轻松呢，伊就拜阿拉姆乌下麦呀，西猪公就爱嘞，那孬地，格拉干下下麦呀，够早嘞，西猪吧，哎，那收麦就那下麦呀，太有意思了。 ကားကို6ရောင်နောက်ရောက်ရောက်မှာကြောက်လို့ဆုလေးပေးပါမယ်ဆုလေး3မျိုးပေးလိုက်မယ်နော်တို့ပါကြုတ်ကြီးပေးတဲ့အတိုင်းပေါ့ဆရာတော်ကြီးပါကြုတ်ကြီးပေးတဲ့အတိုင်းတက်ချေကြမ်းမာစိတ်ချမ်းသာလူရဌာနပြည့်ပါစေနော်နောက်တစ်ခုကကြတော့ခုမကောင်းတဲ့ဘေးရန်မကောင်းတဲ့အန္တရာယ်တွေမကောင်းသောဘေးဆိုးကပ်ဆိုးမှကင်းဝေးကြပါစေနံပါတ်3ရှက်နေတာကကြတော့ မိမိတို့ရဲ့ခန္ဓာဝိဘဝဝိမှာလူရလူကြောင်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါရဲ့။ตาကောင်းသမီးကောင်းလေးတွေရှိကြပါစေ။ Okay ။ဒီစကားပြောကြပြီးသွားတဲ့ဇမကြီးဒွန်နုနုကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့ဆိုင်ဥက္ကကိုမဆိုင်ရဲ့ရင်သွင်းစကားလေးတွေဖွင့်ဟပြောကြပြီးဖို့ ကျွန်တော်ဖေကပိမန်တကပြောရပါတယ်ဆရာကြီးချိန်မပြရဖွင့်ပြီးသားဟယ်လိုပထမတယောက်ကတော့လက်တုံလေကျွန်တော်ကတော့အတန်တုံလေးမယ်နော်ပထမဆုံးပြောချင်တာကျင်းလိုမယ်စီလီကုန်အတူတူပဲကျင်းလိုပြောလဲမယ်စီလီကုန်မယ်စီလီကုန်ပြောလဲကျင်းလိုအဲ့ကျင်းလိုမယ်စီလီကုန်ကအမိဖားတွေကကျွန်တော်ရဲ့ထမင်းချင်းတွေပါနော်ကျွန်တော်ဘယ်တော့မှမမေ့ဘူးဒီနေ့ဒီမမေ့ဘူးဘာဖြစ်လို့လဲဆိုတော့ကြောင်းအတွက်လိုအပ်တဲ့ နော်စားရေးတောက်ရေးကိုကြည်ချင်းလို့မက်စီတကွာမိဘတွေကထမင်းကြိုက်လဖေးဘွဲအများလားပို့တဲ့အတွက်ကျွန်တော်ရဲ့ထမင်းရှင်တွေဒါပေမဲ့သူတို့ကိုကျေးဇူးမဆက်နိုင်ခဲ့ဘူးနော်အခုဒါပေမဲ့ဒီဘွဲရောက်တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့ဆရာတဲ့လက်ဆောင်တဲ့တပည့်တွေဟာစင်ပေါ်ရောက်လာဒါပဲဆရာဘွားဆိုတာဒါပဲနော်ဆရာတဲ့တပည့်ကလက်ဆောင်ထည့်ရမယ် အခုဒီဂျင်းလို့ဆိုတဲ့ရွာတွေကเนาะသခေါ်လောက်ရှိတဲ့ရွာလေးမြေเนาะပညာရတ်တွေအများကြီးဒေါက်တာတွေ၄ယောက်တောင်ရှိတယ်အင်ဂျင်နီယာတွေဆရာဆရာမတွေအတတ်ပညာတွေအသိပညာရှင်တွေเนาะကိုယ်ပုံပြောရင်ကဘာပတ်နေကြတယ်သူတို့ကျွန်တော်တို့တပည့်တွေเนาะဥရောပเนาะဒူဘိုင်အခြေဂျပန်အကုန်လုံးနှံ့နေပြီအဲဒါကျွန်တော်တို့ចောင်းရဲ့ထွက်ပေါ်လာတဲ့အကျိုးမြတ်တွေ အတပည့်တွေလက်ဆောင်ထက်ချက်အဲ့ဒါတွေကိုကျွန်တော်ဘယ်တော့မှမမေ့အခုတည်းဒီပွဲကြီးကိုပြင်းပြအောင်လုပ်ပေးတယ်ဒီကိုငွေသိန်းထုံးပေါ်တော့သူကတော့ဒီမျိုးမှာဆိုင်ရော့ဦးဆောင်တဲ့ကောမဒီဖွဲ့နော်ထရိုက်တာဆမတော်တီတာအေးသူတို့ရဲ့ပံပိုးမှုအဖွဲ့ဝင်တွေပံပိုးမှုနော်သူတို့ကြောင့်အခုလိုမျိုးပွဲကြီးစီစီကားကားဖြစ်ရတယ်ပထမဆုံးအခမ်းအနားဖြစ်ပေမဲ့ပထမဆုံးအတွေ့အကြုံရဒါမို့ တခါမှမကြုံဘူးပါဘူးတပြည့်ကြောင်းနေပဲဒါမျိုးခန္ဓာရှိပါဘူးကြားဘူးသလားနော်အခုတော့အားလုံးကိုကြီးကိုကြီးကတော့ကြတယ်ခုနပေါ့ဘင်းလေးရလာတဲ့ခါရဝတရားနဲ့ကတော့တာအဲ့ဒါတော့ညာလို့မရဘူးပြောချင်တာကျွန်တော်ထူးကျေးဇူးတင်တာကျွန်တော်ရေပေးတော့ဟာဒီဂျင်းလိုရွာကြီးမှာကဲသေးစကားကိုဖွင့်နေခဲ့တယ်ဒီသဘူတိတိသဘူ ဇပူတလူဒီလူမှုရေးအသင်းနဲ့ရွာသူရွာသားလူကြီးလူမျိုးပြအများကြီးခေါင်းဆောင်ကြောင်းကျွန်တော်တို့ဟာဒီမြို့နယ်မှာထူးထူးခြားခြားဟွာဖြစ်ခဲ့ပြီစေနာချင်းတွေပေါ့နော်အဲ့ဒါကျင်းလို့ရအောင်ကျွန်တော်မြေလားရင်းထဲမှာမမေ့ပါဘူးနော်အခုနောက်ဆုံးဆုပေးပါမယ်အားလုံးမိဘပေါင်းတပည့်ပေါင်းတန်တရာဝေကွင်းမှာလှုပ်ကင်းရဝိပဿနာတရားကိုအားထုတ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါโอเค ကျွန်တော်တို့ဒါတပည့်အစီအစဉ်မှာတော့ကျွန်တော်ဆရာမကြီးတော်နူးနူးနဲ့ဆရာမကြီးဆရာဦးကိုကိုတို့ကပြည်ဒီစကားလေးပြောကြမယ့်အစီအစဉ်မှာဒါပေမဲ့ဆရာကြီးရဲ့တပည့်ဆရာမကြီးရဲ့တပည့်တွေကတောင်းဆိုချက်အရာပေါ့နော်ကျွန်တော်တို့ဆရာတဦးချင်းဒီကို၃မိနစ်ခန့်လောက်ကျွန်တော်တို့ဟိုပြည်ဒီစကားလေးပြောခွင့်ပြုပါနော်ပထမဆုံးအနေနဲ့ကျွန်တော်ဆရာမတော် GGA အာစီယာပူဇော်ဝဲမှာ စကားလေးပြောခွင့်ရတဲ့အကြောင်းလေးကျေးဇူးလက်တင်ပါတယ်။နောက်ပြီးတော့ဒီငငယ်သေးကပေါ့နော်စပြီးတော့အလုပ်ဝင်ခဲ့တာ။ဒါအခုတရအောင်လုပ်သက်40နဲ့သုံးနှစ်ရှိပါပြီ။ပထမအဦးဆုံးစပြီးတော့အမှုထမ်းခဲ့တဲ့အကြောင်းပါလေဒီအကြောင်းလေးပါပဲ။ဆရာစဖြစ်ခါစားဆိုတော့နော်ဟုတ်ငယ်ရွယ်တဲ့အချိန်လေးဖြစ်တဲ့အကြောင်းဒီအကြောင်းမှာနေခဲ့တဲ့ကာလတစ်လျှောက်လုံးမှာတပည့်တွေပေါ့ ဘယ်လိုခေါ်မလဲစိတ်အားထက်သန်စွာနဲ့အဲ့ဒီအချိန်တော့သင်ခဲ့ရပါတယ်အဲ့တော့ဒီလိုသင်ခဲ့တဲ့အချိန်မှာလဲကလေးတွေကိုလည်းကိုယ့်ရဲ့တပည့်လူသဘောမထားပဲနဲ့ကိုယ့်ရဲ့ညီမလေးကိုယ့်ရဲ့ဟလာဟိုဘယ်လိုခေါ်မလဲမိသားစုဝင်အနေနဲ့ပဲကိုကသင်ခဲ့တာပါအဲ့ဒီလုံးကနေနော်အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်အခုထိကြည့်အောင်မယ်လမ်းတွေတောင်မှပဲကလေးတွေကဘာလို့လုံးကြတယ်လက်အုပ်လေးရှိပြီးတော့ရောက်တဲ့နေရာတွေ့တဲ့နေရာမှာ ဂါရဝလေးနဲ့မင်္ဂလာပါဆရာမလို့နှုတ်ဆက်လိုက်တာအဲ့လိုနှုတ်ဆက်တဲ့စကားလေးကကိုယ့်ရဲ့ယင်ထဲမှာခုရတီကိုခံစားရပါတယ်ဒီအာဆီယာပူဇော်ပွဲလုံးမဲ့အစီအစဉ်လေးမှာပထမအဆုံးဝေသိန်းထွန်ကျောင်းဝင်လာပါတယ်ကျောင်းဝင်လာတော့အခုရတီဆရာမကဟော2019ခုနှစ်မှာပြင်ဆင်ယူပါတယ်ဒါပေမဲ့၄လပိုင်းမှာယူပြီး၅လပိုင်းမှာလမ်းပြကျင်းစဉ်ကိုယ်ပိုင်ထက်တန်းကျောင်းမှာယခုလက်ရှိတဲ့တာဝန်ထမ်းဆောင်နော်အဲ့တော့ဒီလိုထမ်းဆောင်နေတဲ့အချိန်မှာလဲ จ้างသားလေးอ่ะဟောကိုငွေသိန်းဟောလေးငွေသိန်းထွန်းလေးอ่ะနာပြီးတော့ကကြောစပြီးတော့ဆီယမကအာရှစ်တန်းမှာအင်္ဂလိပ်စာသင်တယ်ပေါ့နော်ဝင်ပြီးထွက်လာတယ်မောလို့ဆိုအပြင်မှာထွက်လာတယ်သူကဝင်လာလိုက်တယ်ဝင်လာလိုက်ကျသူ့ကိုလည်းဘယ်သူမှလည်းမသိပါဘူးဝင်လာလာခြင်းဘယ်လိုလဲမင်္ဂလာပါဆီယမကြီးခင်ဗျာတဲ့ဆိုပြီးတော့နှုတ်ဆက်လိုက်တယ်ရင်ထဲမှာလေအယံကိုပီတိဖြစ်မယ်လေမင်္ဂလာပါလို့နှုတ်ဆက်လိုက်တဲ့စကားလေးရတယ်အခုအဲ့ဒါလက်ရှိတပည့်လေးတွေတက်ကို ဒီကလေးတွေကပို့ပြီးတော့လဲဟိုဘယ်လိုခေါ်မလဲဆရာသမားတွေကိုတလေးတစားလေးကိုရှိပါတယ်အဲ့တော့ရင်ထဲမှာကိုပို့ပြီးတော့လဲပီတီဖြစ်ရပါတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ကဘာလဲဆိုတော့ဒီရွာဟိုပါအာရှီယပူဇော်ပွဲလုပ်တဲ့အခမ်းအနားမှာကြောက်နေရွာလေးမူလတန်းကြောင်လေးကြောက်မူလတန်းတော်ကြောင်အလေးပါဟိုပါအော်မူလာရန်ကြောင်းလေးအားလေးစပြီးတော့လုပ်ရတာဖြစ်ပေမဲ့လို့တခြားကြောင်းနေနဲ့ကိုမတူပါဘူး စေရနာမေတ္တာဃာရဝတရားတွေရှေ့ထားပြီးတော့အခုလိုလုပ်တဲ့အတွက်ကြောင့်လည်းဒီကအလင်းလိုရွာနဲ့เนาะဘယ်စီဝန်ရာရှိတဲ့เจ้าသူเจ้าသားတွေပေါ့မိဘတွေပေါ့အားလုံးကိုလေးစားပါတယ်เนาะဘယ်တော့မှလည်းမိလည်းမမိပါဘူးဒီတဲ့ဒီတဲ့လည်းပညာတတ်တွေလည်းပို့ပြီးတော့ပေါ်ပေါက်နိုင်ပါစေလို့ဆရာမဒီနေရာနေပြီးတော့နှုတ်ဆက်စကားလေးပြောပါတယ်အဲ့တော့ဆရာမတို့လည်းနောက်နှစ်နောက်တစ်နေမှာတပည့်တွေရဲ့ ဟလာဂါရဝပြီးခြင်းကိုခံရအောင်လို့လဲဆရာမတို့ကကြမ်းမအောင်နေပါမယ်ဂလူးဆိုင်ပြီးနေပါမယ်နော်တပည့်တွေနော်အားလုံးဟလာမိဘတွေလည်းအားလုံးကြမ်းမာချမ်းသာပြီးတော့လူရဆန္ဒတွေအားလုံးပြည့်ရပါကြပါစေဘလောက်ပါဘာပြောလို့ပြောလဲဟုတ်